္ဂလာပါရှင်ကျမတော့ဝန်ဒီပါ DVB ရုပ်မြင်သံကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းလေးကိုတင်ဆက်ပေးပါမယ်ရခိုင်မြို့နယ်ကြောက်ဖြူမြို့နယ်မင်းပြင်းကျေးရွာကမိုးလေဝသရေဒါစခန်းမှာဝါရဖြန့်ဓာတ်ပုံရိုက်ကူးနေတဲ့စစ်ကောင်စီတပ်ကိုအာရခတပ်တော်အေကနိုဝင်ဘာလ14ရက်နေ့မှာလက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက်စစ်ကောင်စီတပ်သားအများအပြားထိခိုက်ဒေဆုံးခဲ့တယ်လို့စစ်ရေးသတင်းမြစ်တွေကပြောပါရယ်နိုဝင်ဘာလ14ရက်နေ့ကမင်းပြင်းကျေးရွာကိုစစ်ကောင်စီတပ်ကထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အာရခတက်တော်ကလူအင်အားမညီမျှတဲ့အတွက်ခိတဆုပ်ပေးထားချိန်မှာဝါရဖြန့်ဖို့ဓပုံရိုက်ကူးခဲ့တာဖြစ်ပါတယ်။ဓပုံရိုက်ကူးချိန်မှာအေအေကလက်နက်ကြီးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ဝါရဖြန့်ဖို့ဓပုံရိုက်တဲ့အချိန်မှာကင်းထောက်ပြီးအတိအကျတိုက်ခိုက်ခဲ့တာဖြစ်တဲ့အတွက်စစ်ကောင်စီရဲ့ viewer မှုအဆင့်တွေပါတေဆုံတဲ့အထက်မှာပါဝင်ပြီးလက်ရှိအချိန်ထိတိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့အေအေရဲ့စီးရီးသတင်းမြစ်ကပြောပါတယ်။ ။ online မှာပြန့်နှံ့လာတဲ့ရုပ်တံ video file မှာလဲစစ်ကောင်စီတပ်ရဲ့ဝါရဖြန့်တပ်ပုံရိုက်ကူးနေမှုကိုအာရခတပ်တော်ကချိန်သားကြိုက်တိုက်ခိုက်ခဲ့တာဖြစ်ပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်တွေထိခိုက်သေးဆုံးခဲ့တာကိုတွေ့ရပါတယ်ရှင်။အာနာဒိစေအုပ်စုကပြုလုပ်မဲ့ရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်မဲ့ပါတီတွေရဲ့မဲဆွယ်ဆိုင်ပုတ်တွေကိုဖျက်ဆီးခဲ့ရဆိုပြီးရန်ကုန်တိုင်းတင်ငင်းကျုံမြို့နယ်ကလူငယ်၄ယောက်ကိုဖမ်းဆီးလိုက်တယ်လို့စစ်ကောက်မရှင်ကထုတ်ပြန်လိုက်ပါတယ်။ နိုဝင်ဘာလ14ရက်နေ့မနက်3:00နာရီဝန်းကျင်မှာတင်ကန်းကျုံမြို့နယ်ကကြမ်းခိုင်ပါတီပြည်သူပါတီနဲ့ပြည်သူရှေ့ဆောင်ပါတီဆိုင်းဘုတ်စုစုပေါင်း၄ခုကိုဖျက်ဆီးခဲ့တာကြောင့်ဖမ်းဆီးခဲ့တယ်လို့စစ်ကော်မရှင်ကစွပ်စွဲထားပါဗျ။အဲ့ဒီစွပ်စွဲချက်နဲ့တင်ကန်းကျုံရန်အောင်ရက်ကွက်ကကိုရွှေလင်းဦးနဲ့ကိုစန်းထက်အောင်ဘိုကန်ညွန့်ရက်ကွက်ကကိုခိုင်မင်းကိုနဲ့ကိုချစ်လင်းကိုတို့ကိုဖမ်းဆီးထားပါဗျ။အဲ့ဒီလူငယ်၄ယောက်ကိုပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နောက်ဆက်ဟန်တာဖြက်စီးခြင်းမှကာကွယ်ပေးရေးဥပဒေပုံမှ၂၄ကာဂျီနဲ့အမှုဖွင့်ထားတယ်လို့ဖော်ပြထားပါဗျ။ရွေးကဥပဒေလို့ခေါ်တဲ့အဲ့ဒီဥပဒေပုံမှအရာပြစ်မှုထင်ရှားရင်ထောင်ဒဏ်၃နှစ်ကနေ၇နှစ်အထိကြာခံနိုင်ပြီးငွေဒဏ်လည်းချမှတ်ခံရနိုင်ပါတယ်။အဲ့ဒီရွေးကဥပဒေကိုတော့အာနာသိန်းစစ်ကောင်းဆောင်ကဇူလိုင်လ29ရက်နေ့ကလက်မှတ်ရေးထိုးပြဋ္ဌာန်းခဲ့တာဖြစ်ပြီးပြဋ္ဌာန်းခဲ့ပြီးတဲ့နောက်ဖမ်းဆီးခံရတဲ့သူပေါင်း100နီးပါးရှိလာပြီဖြစ်ပါတယ်ရှင်။ NLD အစိုးရလက်ထက်ကလျှက်စစ်ထုတ်လုပ်ဖို့စီစဉ်ခဲ့တဲ့တဘာဝဓာတ်ငွေ့ရေ LNG ကနေလျှက်စစ်စွမ်းရင် ထုတ်လုပ်ပေးနိုင်တဲ့သင်္ဘောကြီးဟာမြန်မာနိုင်ငံကိုပြန်လည်ရောက်ရှိလာပါတယ်။ CNDIC China National Technical Import and Export Corporation နဲ့ Hong Kong V Power ကုမ္ပဏီတို့ပိုင်ဆိုင်တဲ့ MV CNDIC V Power Energy သင်္ဘောဟာနိုဝင်ဘာလ14ရက်နေ့ကမြန်မာပင်လယ်ပြင်ကိုဝင်ရောက်ခဲ့ပြီးနိုဝင်ဘာလ15ရက်နေ့မနက်အစောပိုင်းက MCV Terminal မှာကြောက်ချရန်နာခဲ့တယ်လို့တိလဝါစိတ်ကန်းစီကနေသိရှိရပါတယ်။ MVCNDIC V Power Energy သင်းမောဟာအလျား186.8မီတာနဲ့ရေစု8မီတာနဲ့စုစုပေါင်းတန်ချိန်36000ရှိပြီးဓာတ်အား200မဂါဝတ်ကို14ရက်ကြာထုတ်လုပ်နိုင်မဲ့ LNG တွေကိုတုံလောင်းနိုင်တယ်လို့သိရပါတယ်။အဲ့ဒီတင်မောကနေကနဦးအနေနဲ့ရန်ကုန်တိုင်းအလုံးတန်လျင်နဲ့တာကိတမြို့နယ်တွေကိုလျှက်စစ်မီပေးဖို့ရည်ရွယ်ထားတယ်လို့လည်းသိရပါဗျ။ အဲ့ဒီတင်မောကနေတဆင်ရရှိလာတဲ့လျက်စစ်ကိုသုံးဆွဲကားတွေတိုးမြင့်ပြီးစမှုစုံနေစီကိုပေးမယ်လို့လည်းသတင်းတွေထွက်နေပေမဲ့စစ်ကောင်စီရဲ့လျက်စစ်ဝန်ကြီးဌာနကတော့တစုံတရာထုတ်ပြန်ထားတာမရှိသေးပါဘူး။တင်မောကမြန်မာပြည်ကို2020ပြည်နှစ်ကတချိန်စိုက်ကပ်ဖူးပြီးစစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်2023ခုနှစ်မှာပြန်လည်ထွက်ခွာသွားတာဖြစ်ပါတယ်။ လက်ရှိမြန်မာနိုင်ငံမှာရေအားတဘာဝတံငွေဆက်နဲ့ဒီဇယ်ဆက်စတာတွေကနေလျှက်စစ်ထုတ်လုပ်ဖြန့်ဖြူးနေတာဖြစ်ပြီးတရက်ကိုမဂါဝက်နာရီ6000ဝန်းကျင်ထုတ်လုပ်နေပါတယ်ရှင်။စကိုင်းနိုင်ခေဦးမြို့နယ်ပြင်ထောင်ကျေးရွာမှာပြူစောထီးတွေဟာစစ်ကောင်စီတပ်ကရိတ်ခါမထောက်ပတ်ရင်ပြည်သူ့ကာကွယ်ရေးတပ် PDF ဘက်ကိုအလင်းဝင်မယ်လို့ပြောဆိုတဲ့အတွက်နိုဝင်ဘာလ15ရက်နေ့ညနေပိုင်းမှာလေရင်နဲ့ရိတ်ခါထုတ်တီကိုချပေးခဲ့တယ်လို့ဒေသခံတွေကလည်းသိရပါဗျ။ ပြင်ထောင်ပြူရကိုဒေတာရင်း PDF တွေကနေရာဆောင်ကနေပိတ်ဆို့ထားတဲ့အတွက်ရိတ်ခါပြတ်တောက်နေတာကြာပြီးဖြစ်တယ်လို့လည်းသိရပါဗျ။ရိတ်ခါပြတ်တောက်တဲ့အချိန်ကြာလာတာနဲ့အမျှရက်တီဖို့မဖြစ်နိုင်တော့တဲ့အတွက်အလင်းဝင်တော့မယ်လို့ပြူစော့ထီတွေကအကြိမ်ကြိမ်ဆက်သွယ်ပြောဆိုတဲ့အတွက်စစ်ကောင်စီတပ်ကလေရင်နဲ့ရိတ်ခါတုတ်တွေကိုချပေးတာကိုတွေ့ခဲ့ရတယ်လို့ဒေတာခန်နီကပြောပါဗျ။ပြင်းထောင်ရွာဟာရေဦးခင်ဦးသွားလမ်းမကြီးရဲ့အရှိတ်မှတည်ရှိတဲ့ပြည်သူ့ကာကွယ်ရေးတပ်တွေစိုးမိုးထိန်းချုပ်ထားတဲ့ကျေးရွာတွေကိုဖျက်ပြီးမ ရိတ်ခါပို့နိုင်တာဖြစ်တဲ့အတွက်ကြောင့်စစ်ကောင်စီတကမြေပြင်စစ်ကြောင်းထိုးပြီးရိတ်ခါမပို့ရဲပဲအခုလိုလေရင်နဲ့ရိတ်ခါပို့တဲ့နည်းကိုသုံးတယ်လို့ဆိုပါရယ်စစ်ကောင်စီတပ်ဘက်ကနိုဝင်ဘာလ15ရက်နေ့မှာအင်အား300ဝန်းကျင်နဲ့ကမ်းဘလူမြို့နယ်အိုင်ပေါင်းချကြီးရွာကနေခင်ဦးမြို့နယ်ဘက်ကိုစစ်ကြောင်းထိုးလာနေတယ်လို့ဒေသခံတွေကလည်းသိရပါရယ်ရှင် ရခိုင်ပြည်နယ်ရသေးတောင်မြို့နယ်ဘာထလေကျေးရွာကိုနိုဝင်ဘာလ15ရက်နေ့မနက်9:00နာရီခွဲလောက်ကစစ်ကော်မရှင်ဟာလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်အရသား3ယောက်သေဆုံးပြီး4ယောက်ထပ်မံထိခိုက်ဒဏ်ရာရရှိရလို့ဒေသခံတွေကပြောပါရယ်စစ်ကော်မရှင်ဟာလေကြောင်းကနေ Jet Fighter နဲ့ပေါင်900ဘုံကျဲချတိုက်ခိုက်ခဲ့တာပါကျွန်တော်တို့ကကနဦးတိထားတာသေဆုံးသူ3ဦးရှိပြီးနောက်ထပ်လည်း4ဦးထပ်မံဒဏ်ရာရရှိရလို့ရသေးတောင်ဒေသခံအမျိုးသားတယောက်ကပြောပါရယ် အသေးစိတ်အခြေအနေကိုတော့စည်ရင်ကောက်ယူနေတုံးဖြစ်ပြီးအိမ်နေလဲထိခိုက်ပျက်စီးမှုရှိရလို့သိရပါဗျ။ထိခိုက်အသေးဆုံးသူတွေရဲ့အသေးစိတ်အချက်လက်တွေကိုတော့ DVV ကဆက်လက်စုံစမ်းနေပါဗျ။ရခိုင်ပြည်နယ်မှာအော်တိုဘာလနောက်ဆုံးဘက်ကနေစတင်ပြီးစစ်ကောင်မရှင်ကလေကြောင်းတိုက်ခတ်မှုတွေဇက်တိုက်လှုပ်ဆောင်နေတာရဲ့အကြောင်းအရက်သားထိခိုက်အသေးဆုံးတာတွေဇက်တိုက်ရှိနေပါဗျ။လေချောင်းတိုက်ခိုက်မှုတွေပုံမှုလှုပ်ဆောင်လာတဲ့အတွက်ပြည်သူတွေအနေနဲ့လည်းစည်ရေးသတိအမြဲရှိကြဖို့နဲ့စစ်ကောင်မရှင်ရဲ့တိုက်ခိုက်မှုတွေကိုလက်တုံ့ပြန်သွားမယ်လို့အေအေဘက်ကပြောဆိုထားပါတယ်ရှင်။ မကွေးတိုင်းစလင်းမြို့နယ်မှာအာနာသိန်းစရုပ်စုကပြုလုပ်မဲ့ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေမှာပါဝင်နေတဲ့မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တယောက်ကိုအမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ပြည်ထရေးနဲ့လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနကဖမ်းဆီးထားတယ်လို့ NUG ကသတင်းထုတ်ပြန်ထားပါဗျာ။ ဖန်စီခင်ရတဲ့သူဟာဥသက်ဝေဆိုသူဖြစ်ပြီးတရားလွှတ်တော်ရှေ့နေတယောက်လည်းဖြစ်တယ်လို့စေအုပ်စုရဲ့ရွေးကောက်ပွဲမှာဥဆောင်ပါဝင်နေတယ်လို့ပြည်သူတွေရဲ့သတင်းပေးပို့မှုအရဖန်စီခဲ့တယ်လို့နိုဝင်ဘာလ15ရက်နေ့ကထုတ်ပြန်ချက်ထဲမှာဖော်ပြထားတာပါဥတဝေကိုအကြမ်းဖက်တိုက်ဖြတ်ရေးဥပဒေနဲ့အညီအရေးယူအပြစ်ပေးနိုင်မှုစလင်းမြို့နယ်တရားရေးအဖွဲ့တရားရေးရာလှုပ်ထုံးလုံနေအတိုင်းစီစဉ်ဆောင်ရွက်နေရလို့ NUG ကပြောဆိုထားပါတယ်။ စီအုပ်စုကပြုလုပ်မဲ့ရွေးကောက်ပွဲမှာပါဝင်ဆောင်ရွက်ခြင်းမပြုဖို့ဆိုပြီး NUG ကဩဂတ်စ်လ24ရက်နေ့ကထုတ်ပြန်ထားသလိုပြည်ထရေးနဲ့လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနကလည်းနိုဝင်ဘာလ6ရက်နေ့ကရွေးကောက်ပွဲအတွက်အတင်းကျပ်မဲပေးစစ်ခိုင်းသူတွေကိုတိုင်ကြားနိုင်ဖို့အသိပေးထုတ်ပြန်ထားတာဖြစ်ပါရှင် တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်ရမ်းဖို့ကျေးရွာမှာအင်အား80လောက်ရှိတဲ့စစ်ကောင်စီတပ်စစ်ကြောင်းရောက်ရှိနေပြီးတပ်ထိုင်ချထားတယ်လို့ဒေသခံတွေနဲ့တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေသိရပါဗျ။ရမ်းဖို့ကျေးရွာဘက်ကိုနိုဝင်ဘာလ14ရက်နေ့မနက်ပိုင်းကစစ်ကောင်စီတပ်ကစစ်ကြောင်းထိုးလာပြီးတဲ့နောက်ရွာတွေကလူနေအိမ်စာတင်ကျောင်းနဲ့ဖုန်ကြီးကျောင်းတွေမှာစစ်ကောင်စီတပ်သားတွေတပ်ဆွဲနေကြတယ်လို့သိရပါဗျ။စစ်ကြောင်းဟာဇပွဲအခြေဆိုင်ခမာယ996တရင်ကစစ်ကြောင်းဖြစ်ပြီး ထိတွေ့မှုဖြစ်ပြီးစီရေးတင်းမာနေတဲ့ဇဝဲကျေးရွာအုပ်စုတွေကလေးမိုင်နဲ့ရေခမ်းချောင်းကျေးရွာတွေမှာဖြန့်ကျက်ထားတဲ့တက်တွေဖြစ်ပြီးတက်ဆုပ်ပြီးတဲ့နောက်ရန်ဖို့ကျေးရွာဘက်ကိုထွက်လာတယ်လို့ဘိုခင်းတပ်ဖွဲ့ရဲ့ပြန်ကြားရေးတာဝန်ခံကပြောပါတယ်စစ်ကောင်စီတပ်ရဲ့စစ်ကြောင်းတွေကြောင့်ရန်ဖို့ကျေးရွာအပါအဝင်ကန်းတိုညောင်ပင်ကုန်းနဲ့ဗန်လမုတ်ကျေးရွာတွေကဒေသခံတွေနှင့်ချီပြီးတိမ်းရှောင်နေကြရတယ်လို့သိရပါတယ်နိုဝင်ဘာလ23ရက်နေ့ညနေ9:00အချိန်လောက်ကလေလေးမိုင်ဖာနီကျေးရွာဘက်က စစ်ကောင်စီတပ်အင်အားတရာ လောက်ကရန်ဖို့ရွာဘက်ကိုစစ်ကြောင်းထိုးသိရလို့ဒေသခံတွေကပြောပါတယ်ရှင်ရွေးကောက်ပွဲဥပဒေပုံမှာရှစ်ကကြီးပါပြဒန်းချက်နဲ့ညှိစုံလို့ဆိုပြီးလွတ်တော်ကိုယ်စားလှယ်လောင်စရင်တဲ့ကနေပယ်ဖြတ်ခံထားခဲ့ရတဲ့ပြည်သူ့ရှေ့ဆောင်ပါတီ PPP ဥက္ကဋ္ဌဒေါ်သက်သက်ခိုင်ရဲ့အတနာခံစာကိုစစ်ကော်မရှင်ဩဇာခံရွေးကောက်ပွဲကော်မရှင် UEC ကပယ်ချလိုက်တယ်လို့သိရပါဗျာ။ အဲ့ဒီလိုယူအီစီကိုတင်ပြထားတဲ့အတရားခန်းစာပယ်ချခံရလို့လာမယ့်ရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်နိုင်မှာမဟုတ်တော့ဘူးလို့နိုဝင်ဘာလ14ရက်နေ့ကလှိုင်းသာယာမြို့နယ်ဘရင်တော်ပန်းချံမှာပြုလုပ်တဲ့မဲဆွယ်ပွဲမှာဒေါ်သက်သက်ခိုင်ကပြောဆိုခဲ့ပါတယ်။လွှတ်တော်အလိုက်မဲဆန္ဒနဲ့အသီးသီးမှာစည်ရင်တင်သွင်းထားတဲ့ကိုယ်စားလှယ်လောင်ပေါင်း932ယောက်ရှိရမှာဒေါ်သက်သက်ခိုင်အပါအဝင်ကိုယ်စားလှယ်လောင်း86ယောက်ကိုအော်တိုဘာလမှာအမည်စည်ရင်ကနေပယ်ဖျက်လိုက်တာလည်းဖြစ်ပါတယ်။ ဒေါ်တတ်တက်ခိုင်ညီစွန်းနဲ့ဆိုရဲအမျိုးသားလွှတ်တော်ရွေးကောက်ပွဲဥပဒေပုံမှရှစ်ခါကြီးကတော့နိုင်ငံတော်နဲ့ပုပ်ပလီကတို့မသိလျော်တဲ့ပေးရန်တာဝန်များကင်းရှင်းသူဖြစ်ရမည်ဆိုပြီးပြဋ္ဌာန်းထားတာပါ။အာနာဒိတ်စစ်တပ်ကလုပ်မဲ့ရွေးကောက်ပွဲဟာတရားမဝင်တဲ့အတူယောင်ရွေးကောက်ပွဲ ဖြစ်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့တော်လိုင်းအင်အားစုတွေကထုတ်ပြန်ထားပါရှင်။ ရွှေကျင်မြို့နယ်အနောက်ဘက်ကျေးရွာတောင်ချမ်းမှာနိုဝင်ဘာလ14ရက်နေ့မနက်ကကြမ်းခိုင်ရေးကိုစလဲလောင်းနေရဲ့မဲဆွဲစီယုံရေးပွဲကိုမဖြစ်မနေလာရမယ်လို့ဖိအားပေးခေါ်ခဲ့တဲ့ကျေးရွာအဆင့်ကြမ်းခိုင်ရေးပါတီအလို့အမှုဆောင်ဒေါ်အမားစိန်ဒါနဲ့အခုတ်ခံရတယ်လို့မျိုးခန့်နေစီကနေသိရပါဗျ။ ရွှေကျင်မြို့နယ်အနောက်တောင်ကြီးရွာမှာကြမ်းခိုင်ရင်လွှတ်တော်ကိုယ်စားလှယ်တွေမဲဆက်ပွဲကိုတအိမ်တယောက်မဖြစ်မနေလာရမယ်လို့ဒေါ်မစိန်ကစစ်တပ်နဲ့ရဲတွေခြံရံပြီးဖိအားပေးခေါ်ခဲ့တဲ့အတွက်အဲ့ဒီရွာမှာနေထိုင်တဲ့ကိုဝင်းဦးဆိုသူကဓာတ်နဲ့လိုက်ခုတ်ခဲ့တာလို့မြို့ခန့်တယောက်က DVV ကိုပြောပါရယ်ဓာတ်နဲ့အခုတ်ခံရတဲ့အတွက်ဒေါ်မစိန်ဒဏ်ရာရသွားတယ်လို့ဓာတ်နဲ့ခုတ်တဲ့ကိုဝင်းဦးကိုလည်းဖမ်းဆီးထားတယ်လို့သိရပါရယ်လက်တလုံးမှာပြမှုကျွလွန်သူကိုဝင်းဦးကိုရွှေကျင်မြို့မှာရဲစခန်းက ပ44မြင်းဆောင်2025ရွေးကဥပဒေပေါ်မှာ24ကကြီနဲ့အမှုဖွင့်အရေးယူထားတယ်လို့သိရပါဗျ။ပြီးခဲ့တဲ့အောက်တိုဘာလ31ရက်နေ့ကလည်းရန်ကုန်တိုင်းဒလမြို့နယ်ရခိုင်ချောင်ကျေးရွာမှာကြမ်းခိုင်ရေးပါတီအတွက်မဲဆက်စည်းရုံးရေးဆင်းနေတဲ့ကျေးရွာကော်မရှင်အဖွဲ့ဝင်ကိုလက်သီးနဲ့ထိုးလို့အမျိုးသားတယောက်ဖမ်းဆီးခံခဲ့ရတဲ့ဖြစ်စဉ်လည်းရှိပါတယ်ရှင်။ တနင်္သာရီတိုင်းထိုင်းမြန်မာနယ်စပ်ကုံသွေးရေးစခန်းမှာရှိတဲ့မောတောင်မြို့ကိုတော်လိုင်းပူပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက်စစ်ကောင်စီတပ်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်ပြီးအင်အားဖြည့်တင်းနိုင်လုပ်နေတယ်လို့တော်လိုင်းတပ်ဖွဲ့ရေးစီကနေသိရပါဗျ။မောတောင်မျိုးကိုသွားတဲ့လမ်းပိုင်းကတိမ်ခွန်းနဲ့တဲဖြူရွာကြမှာနိုဝင်ဘာလ15ရက်နေ့ကမနက်ပိုင်းမှာတိုက်ပွဲဖြစ်ပွားခဲ့ပြီးထိတွေ့တိုက်ပွဲတွေပြင်းထန်ခဲ့လို့ဆိုပါရယ် တိုက်ပွဲဖြစ်တဲ့တိန်ခွန်းနဲ့တဲဖြူရွာကြားကိုမနက်၈နာရီလောက်မှာစစ်တပ်ရဲ့ Y12 လေယာဉ်နဲ့ရဟတ်ရဲနှစ်စီး Jet Fighter တစ်စီးနေ့လယ်တနာရီခွဲလောက်မှာ Y12 တစ်စီးရဟတ်ရဲသုံးစီးနဲ့ညနေ၄နာရီလောက်မှာ Jet Fighter တစ်စီးနဲ့ဘုံကျဲတိုက်ခိုက်တာတွေလှုပ်ဆောင်ခဲ့တယ်လို့တော်လိုင်းရေးတပ်ဖွဲ့ဝင်တယောက်ကပြောပါတယ်။ဘုံကျဲတိုက်ခိုက်ပြီးတဲ့နောက်တိန်ခွန်းရွာနဲ့စစ်တပ်မိုင်အကွာမှာရှိတဲ့တဲဖြူရွာအနီးကိုစစ်ကောင်စီတပ်ကရဟတ်ရဲသုံးစီးနဲ့တပ်သားတွေပို့ဆောင်ခဲ့တယ်လို့လည်းသိရပါတယ်။ မောရောင်မျိုးကိုတော်လန်ရေးတက်တွေကနိုဝင်ဘာလ14ရက်နေ့မှာတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးစစ်ကောင်စီတပ်သား43ယောက်ကိုအရှင်ဖမ်းဆီးမိကလက်နက်ခဲယံအမြောက်အများကိုလည်းတင်ဆက်ရမိခဲ့ပါတယ်ရှင်။ DVV ရုပ်မြင်သံကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကြည့်ရှုခဲ့ရတာပါ။အားလုံးကျေးဇူးတင်ပါတယ်ရှင်။ကျွန်မကတော့ဝန်ဒီပါ။